အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီရန်စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်စက်တင်ဘာလ16ရက်ဒီနေ့မှာတော့နေ့စဉ်တင်ဆက်နေကြတဲ့မြမပြည်တနံတလျာတော်လိုင်းလှူရှားတဲ့နေ့အချမ်းပဲစစ်တပ်ရဲ့စီရင်လှူရှားမှုတက်တီတက်လို့လေထူးခြားဖြစ်စဉ်နေဆောင်ရဆောင်ရတဲ့များကိုတော်လံပြည်သူများနားလည်သဘောပေါက်လွယ်ကူစေရန်အတတ်နိုင်ဆုံးရှင်းလင်းစွာနဲ့ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မနေ့တော့ကကျွန်တော်ရဲ့ ရွေးစရာတက်မှတ်ထားတဲ့56မြို့နယ်သုံးသက်ချက်အားရှေ့လျသွားတဲ့အတွက်တော်လံပြည်သူများကိုဒီနေ့တော့တူတူတုတ်တုတ်လေးပဲတင်ပြပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲတန်နယ်ဗရန်တဝိုက်မှာစီးလှုပ်ရှားမှုတွေတွေ့နေရမြဲတာဖြစ်ပါတယ်။စုံလုံးခြေဆိုင်အမှတ်905အမြောက်စစ်စီကိုကဲမှုဌာနချုပ်အတွင်းကိုညာပိုင်းကျမှစီးရင်တန်းတွေကားမီးမဖွင့်မဲ ဝင်လာတာတွေရှိတယ်လို့နိုင်ရံစခန်းဘက်သို့လည်းအင်အားအသင့်နဲ့ရင်မော်လိုက်ခါလှည့်ကင်းသဘောမျိုးလှုပ်ဆောင်နေတာလည်းတွေ့ရပါတယ်။ဆက်စီဘက်ကနေအင်အားအပြည့်နဲ့စစ်အင်အားနှစီဂုံကြီးဘက်ကိုရွေ့ရှားနေတာရှိခဲ့ပါတယ်။အမှတ်905အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ထဲကနေစာတက်ကူဘက်ကိုအင်အား90ဝန်းကျင်နဲ့လုံခြုံရေးတပ်ဖြတ်နေတာလည်းရှိခဲ့ပါတယ်။နိုင်ငံစစ်မြေနာမှာတော့ပူပေါင်းတပ်ဖွဲ့တွေရဲ့ဒဏ်ညာတိုက်စစ်ကြောင့်တိုက်ရင်မှုအပါအများအပြား ထွက်ပြေးနေကြတယ်လို့ထွက်ခွာအလင်းဝင်လာတဲ့လူသစ်တပ်သားတွေကဆိုပါတယ်အရေအတွက်များလားမများလားတော့စဉ်းစားလာကြည့်ပါစာတက်ကူမြစ်ဖြားဘက်ကဒေသခံတွေအားလုံးတယောက်မှ အပြင်မထွက်ရဆိုပြီးဗရန်ဘက်ကနေ Facebook ခံထားရပါတယ်စာတက်ကူကနေအနောက်ဘက်တဲတဲကိုတွားရင် အမှတ်ဆက်လေးကာဝယ်ပစ္စည်းဆက်ရုံကိုရောက်ပါတယ်ဆက်ရုံရဲ့နောက်တောင်ဘက်မှာကာဝင်းစခန်းတစ်ခုရှိပါတယ် အဲ့ဒီကာရင်ကနေအနောက်ဘက်ဆက်သွားရင် အမင်ဘူးလမ်းဟောင်းမရောက်ခင်လိုင်းအင်ဘိုးရှောက်ချင်းရွာတွေရှိတာဖြစ်ပြီးလမ်းပေါ်မှာတော့နတ်ရီကန်ကဘာလုံးစခန်းတည်ရှိနေတာဖြစ်ပါတယ်လိုင်ယာဝင်းကျင်တို့ဝိုင်းမှာအမဆက်ကိုစစ်စစ်ရင်ကိုကဲမှုဌာနချုပ်ရဲ့ဒီဗီယိုအားနဲ့တိုက်ရင်သုံးရင်ခြံခွဲအခြေပြုလှုပ်ရှားနေတာရှိပါတယ်။လိုင်ယာကအဖွဲ့တွေ အုံနယ်ချင်းနဲ့ထွက်ပြေးနေကြတဲ့ဖြစ်စဉ်ကိုအထက်ကမတင်ပြသေးပဲကြိတ်ပြီးရှာနေကြတာဖြစ်ပါလိမ့်။နိုင်ငံလမ်းဟောင်းမှာလှည့်ကင်းမပြတ်လက်လည်နေတာဖြစ်တဲ့အတွက်အမတ်စလီကာဝေးပစ္စည်းဆက်ရုံရဲ့နောက်ကျောကနေတဆင့်အတုံးလိုက်ပုံပြက်ပြီးစာတက်ကူမြဖြားဘက်ကနေတဆင့်ဗရန်းထဲကိုဝင်ရောက်လာမှဆိုတဲ့အတွက်ဒေသခံတွေကိုပါတယောက်မှမထွက်ရဆိုပြီးအမိန့်ထုတ်ပြီးတော့တားဆီးခဲ့တာဖြစ်ပါလိမ့်။ထွက်ပြေးနေကြတဲ့အဖွဲ့ထဲမှာ ကြက်ခွဲမှုအစစ်အမှန်မနိုင်တဲ့သူကဥဆောင်နေတာလို့ယူဆပါတယ်အမတ်ဆက်လေးကာဝေးပစ္စည်းဆက်ယုံရဲ့ကာကင်းဂုံးမာရောဆက်ယုံဧရိယာပတ်ချလဲတွေမှာပါမြေမြုံမိုင်းတိုင်မိုင်းထောင်ချောင်မိုင်းတွေခင်းထားတာဖြစ်ပါတယ်မိုင်းဝင်းမြေပုံညာဟာတက်ခွဲမှုအစစ်စီတော့ချမ်းဝေပေးရလေရှိပါတယ်။ဒါကြောင့်အခုလမ်းကြောင်းကိုရွေးချယ်ရတာဖြစ်နိုင်တယ်လို့ဒေသခံတွေကိုအခုလိုလူသိရှင်ကြားပိတ်ဆို့ခဲ့တဲ့အတွက်စစ်ကြောမှု တိုင်ရင်မှုအစ်စ်မှာဖက်ပြေးနေတယ်ဆိုတဲ့အချက်ဟာခိုင်မာစေနိုင်ပါတယ်မလွတ်တဲ့နေရာကနေစစ်အနာလီစီအင်အားဝင်းအင်အား80ဝင်းကျင်စစ်ကြောင်းဟာကန်တုတ်ကနေတောင်တို့ရွေရှားလာခဲ့ပါတယ်ဒီပြန်နေမနဲ့ညောင်များကုန်းနဲ့ပလဲကြမှာတွေ့ဆုံပြည့်အဆင့်လောက်ရှိခဲ့ပြီးစစ်ကြောင်းကတော့ညောင်များကုန်းမှာယာယီအခြေပြုတ်ခဲ့တာတွေ့ရပါတယ် ချာနီနယ်မြောက်ပိုင်းမိုင်းရဲနဲ့တန်ရမှာပါတရားမဝင်ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုတော့တက်နေရာရွှေပြောင်းမှုတွေတွေ့မြင်လာရပွဲရှိနေပါတယ်တဆယ်နှစ်ဆက်ကိုဆက်စည်ပါတော့ဟာမိုင်းရဲကို PNL နဲ့ပူးပေါင်းပွဲတွေတိုက်စစ်ဆင်မှု ပြင်ဆင်ခဲ့ပြီမဲ့အကြောင်းအရာတချို့ကြောင့်ရည်ရွယ်ချက်အထမမြောက်ခဲ့ဘူးဖြစ်ပါတယ်တောင်ကြီးဘက်ကနေပြီးတော့အင်တော်ကြောက်ကူနဲ့နောင်ဝိုးနေမြေတွေဘက်ကိုလည်းစစ်အင်အားတချို့အင်အားလာရောက်ဖြည့်တင်းခဲ့တာရှိပါတယ်။ ကြောင်မဲမြေပြင်စစ်ကြောင်းတွေကတော့ခိုက်တုံဘုံကိုစတင်ကြော်ဖြတ်လာပြီဖြစ်ပါတယ်ခိုက်တုံရွာကိုမရောက်ခင်ကုန်းကော်ရွာမြောက်ဖက် အချမ်းဘက်တကတော့ဘရာစီယာဂုံးလို့ခေါ်ပါတယ်ရင်ဝဲတောင်ကနေတင်းဒီလာအင်းနဲ့ပူပေါင်းဖွဲ့တွေအပြင်းထန်ခုခံခဲ့တာကိုတွေ့ရပါတယ်အကြမ်းဖက်တရဲ့ခြေစစ်လမ်းကြောင်းဟာအနီကြောင်းနဲ့အမဲကြောင်းကာလန်ရထာလန်တိုင်းခဲမုံဂေါ်ရခါရွာကိုအခြေပြုပြီး ပန်ဟိုက်နဲ့နားအိုက်ခန့်ခြေရွာတွေကိုဆက်လက်တိုက်စစ်ဆင်မဲ့အနေအထားဖြစ်ပါတယ်။လာကျုံမှာပြီးခဲ့တဲ့ရက်ကကိုကန်နဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတာဝန်ရှိလူတွေတွေ့ဆုံခဲ့ကြတယ်ဆိုပေမဲ့နှစ်ပတ်တစ်ချိန်ပုံမှန်စက်နေရာခြားထားမှုအစည်းအဝေးဖြစ်တယ်လို့သာဆိုရမှာဖြစ်ပါတယ်။ကိုကန်ထိုင်းကျုံမြေအားလုံးအကြမ်းဖက်တပ်အနေနဲ့ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိဆိုတဲ့အတွက်ရှမ်းမြောက်ရဲ့ကောင်းဝင်ရံမှာစစ်လေရင်တွေမတွေ့ရသလောက်နေပါသွားလိမ့်မယ်လို့ပဲယူဆရပါတယ်။ ကျင်းလီပြည်နယ်ဒီမော့ဆိုဖရူဆိုနဲ့ဘော်လက်ခဲတို့ဟာအကြမ်းဖက်တတ်တဲ့အပြည့်ဝထိတ်ထုတ်နိုင်ဖို့ဆိုရင်စိုးရင်ရီမတ်ကိုမကြခင်ရောက်ရှိလာတော့မယ်လို့ထင်ရပါတယ်ဒီမော့ဆိုနောက်ချမ်းကိုမြေပြင်စစ်ကြောင်းတွေထဲထဲဝင်ဝင်မဖြန့်ခွဲနိုင်သေးပေမဲ့အချယ်ဒီကုန်းဝင်းကျင်ကိုလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေခက်စိတ်စိတ်ပြုလုပ်လာခဲ့ပါတယ်ချယ်ရီကုန်းနယ်မြေမှာလည်းခိုးတာဝတ်တာတွေလက်ရဲဆက်ရဲဖြစ်လာနေကြတာမျိုးစစ်မေးရှောင်များ နေရာပြောင်းရွှေ့ဖို့ပြင်ဆင်နေကြတယ်လို့သိရပါတယ် အကြမ်းဖက်တဲ့ဟာຫນွေဥစ္စာတုံးကလို့ထိုးကြွေးပြူပါကိုမတုံးတော့တာကိုတွေ့လာရပါတယ်အရင်လို left in ဘူတယောက်လောက်ဥစည်းတဲ့ဖိုဒီဖတ်ဒီခွဲထွက်စစ်ကြောင်းငယ်လေးတွေမတွေ့ရသလောက်ဖြစ်လာပြီးအရမစုရလူသစ်တွေနဲ့တပြုံတစ်ခေါင်းချီတက်တဲ့ရုပ်စာပြင်အောင်အစုဖွဲ့ကြီးအဖြစ်သာတွေ့မြင်ရပါတော့တယ်အင်အားများတာဟာခံစစ်နဲ့တိုက်စစ်မှာသာအရေးတာမှုရှိပါတ ဒါတော့ကျိုတင်ပြင်ဆင်တော့တိုက်စစ်မှသာလေစင်လုံးကျော်အဆင်ပြေနိုင်ပြီးရုတ်ချီးတိုက်စစ်ဆိုပါလင်တော့သူတို့အချင်းချင်းနောက်ကြည်တန်ထိကြတာပြီးညများလာနေပါတယ်ဘောလခက်တန်နယ်ကိုလည်းရာရင်နဲ့အင်အားဖြည့်တင်းမှုတွေဇက်တိုက်နီးပါပြုလုပ်ထားခဲ့တာတွေ့ရပါတယ်စီးဘူးနယ်မြေထဲကစစ်တောင်းဝင်ရောက်လာနိုင်တယ်ဆိုတဲ့သတင်းဟာချစ်နိုင်ကြီးများတဲ့ဘက်ကိုတဖြည်းဖြည်းရောက်လာနေပါတယ်တောင်မူလိတ်တို့နားမိုက်မှာစစ်ရင်တန်တက်လာတာတွေကို ကင်နုနဲ့ပူပေါင်းဖွဲ့တွေဈာပြတိုက်ခိုက်တားဆီးနိုင်ခဲ့တာရှိပါတယ်။မဖြစ်မနေသာတိုးလာမယ်ဆိုရင်နေပြည်တော်တိုက်စစ်ဌာနချုပ်နေပြည်တော်ကနေဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းကိုရွေးချယ်နိုင်ပါတယ်။သို့သော်အဆိုပါလမ်းဟာတန်တောင်မြောက်ချမ်းအထူးဒေသဖြစ်နေတဲ့အတွက်ဘလို့အပေးယူရှိလာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီကောက်ွယ်ပြီးကာလာတီဖာစာမဲဆဲရှာတော့ပဲဟာအချမ်းမဲ့စစ်တပ်ဘက်ကထိုးစစ်ဆင်နိုင်စရာမရှိတော့တဲ့အတွက် ဒီဘောဆိုးကို ရှေ့ပိတ်နောက်ပိတ်လုံနိုင်ရေးအစီအမံရှိကောင်းရှိလာနိုင်ပါတယ်။လိုက်ကောမြို့မြောက်ပဲလဲထွဲပရာကြီးနဲ့အရှိတော်ပဲချမ်းမှာထိတွေ့မှုရှိလာနိုင်ပါတယ်။ထေကုံဘက်မှာတော့တောင်မဲသိန်းရွာကနေစစ်ကြောင်းတွေထပ်ပြီးဖောက်ထွက်ဖို့ကြိုးစားနေတာရှိတယ်လို့ဒေါငန်ခါတဝိုက်မှာလည်းထိတွေ့မှုရှိခဲ့တာကိုတွေ့ရပါတယ်။ပြည်ပြည်နယ် ညဝရီနယ်မြေကန်တအမှတ်195ခြေလင်းတိုင်ရင်းတို့ဆေးရည်အင်းနဲ့ခဲရန်ကြီးခါဖြစ်တင်းမှုတွေပြုလုပ်လာခဲ့တာတွေ့ရပါတယ်။ညဝရီမြို့ဝင်းကျင်တဝိုက်မှာလည်းလက်တံငယ်တွေခက်ကြက်ကြဲခြံခွဲထားလာတာရှိပါတယ်။ပွင့်လင်းအင်းရွာစေတကားဘုံကြီးကျောင်းမှာတော့တက်စိတ်အစဉ်စင်ကြောင်းတစ်ခုယာယီအခြေပြုနေတာတွေ့ရပါတယ်။ညဝရီမြို့ကတော့ဂျမန်လေးကအရှိတောင်ပိုင်းနိုင်စစ်ဌာနချုပ်ကဒူတိုင်းမှုအဆင့်ထက်မနေနဲ့ဖဲတပွေလာဖို့ရှိတယ်လို့သိရပါတယ်။ ူနဲ့အတူတူ VGF ကနိုင်မောင်စော်လဲပါလာနိုင်ွယ်ရှိတယ်လို့ဆိုပါတယ်။မန္တလေးတိုင်းမြညာခရိုင်တောင်သာမြို့နယ်ရုံးစီကြီးကျေးရွာမှာအခြေပြုတပ်ဆွဲထားတဲ့စစ်ကြောင်းဟာကံကြီးတိတ်အမောပြေစရာကနေတစ်ဆင်းဖိုးလာရိုးတောင်ပဲခုံးသည့်လက်နက်ငယ်နဲ့ပြစ်ခတ်မှုတွေပြုလုပ်ပြီးရွေရှားနေတာကိုတွေ့ရပါတယ်။အခုစစ်ကြောင်းထုံးမလာခင်ယခုလစက်တင်ဘာလ15ရက်နေ့မှာခြေရာတင်းကိုစတင်ဝင်ရောက်လာခဲ့ပြီးလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ဒေသခံတွေ ်တည်ဆုံးထိခိုက်မှုတွေရှိခဲ့သလိုနေအိမ်တွေမိရှို့ဖျက်ဆီးတာဖမ်းဆီးလူရဲမှုတွေလည်းပြုလုပ်နေတာကိုခံရပါတယ်အကြမ်းဖက်စစ်သားတရားအောင်မပြည့်တဲ့အကြမ်းဖက်တပ်ကဘာကြောင့်မနိုင်တာလဲဆိုပြီးလုံနေကင်နေရသူတွေစိတ်ဓာတ်ပြပြအောင်ပြောနေကြသူတွေရှိပါယခုရုံးစီကြီးရွာဟာမြင်းကြံတောင်သာမလိုက်မိထီလာလမ်းကတိုက်နေအစင်းရှိအင်ဂျီတထောင်လူဦးရေ6000ဝန်းကျင်ရှိတဲ့ရွာကြီးဖြစ်ပါတယ်။ လက်နက်ကင်ကြမ်းမဲ့စစ်သားတရားဝင်းကျင်ရောက်လာတဲ့အခါမှာတော့ဒေသခံ6000ဟာငရဲကြတယ်လို့ဖြစ်သွားရတာကိုတွေ့မြင်ရပါတယ်။မိုးလုံးကိုမြေပြတ်တွေထိမ့်ချုပ်လို့မရတော့တဲ့အခြေအနေရဲ့စစ်ကူးကိုပါလက်လျှော့ထားရပြီးချိန်ညာလိုက်တဲ့အတွက်သပိတ်ချင်းမရရာစီရေးခင်းချင်းဟာရောင်းမြန်အချိုးကျလာပါလိမ့်မယ်။မိုးကုတ်ကိုဥတီနေတဲ့စစ်ကြောင်းတွေဟာပြန်မဆုတ်လာဘူးဆိုခဲ့ရင်တော့အဲ့ဒီနေရာတွေကိုအင်အားဖြည့်တင်းမှမဟုတ်တော့ပါဘူး။ လောလောဆယ်အနည်းဆုံးကိုကဲမှုငယ်မြေအတွက်မှာအမှတ်69ခြေမြန်တပ်မဌာနချုပ်ရဲ့အနာပေးစုဖွဲ့လေ့ကျင့်မှုကာလဟာကုံဆုံးတော့မှာဖြစ်ပါတယ်တပ်မကြီးတပ်မအင်အားနဲ့သပိတ်ရင်မရယာကိုဝင်းမွေမယ်ဆိုရင်တော့ကာဝေးအင်အားစုတွေဘက်ကလည်းတက်နေရရွှေပြောင်းမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်အနည်းဆုံးဖြစ်တဲ့မိုးကုတ်မျိုးဆောင်တက်အင်အားတွေကိုအရေးပေါ်ဆွဲထုတ်လာခဲ့ရင်စစ်ကြောင်းတွေဟာအရန်စ် အနီးကရောက်ရှိနေတာဖြစ်တဲ့အတွက်အငိုက်ရတဲ့နေရာကိုမခါဘူးဆိုပြီးဝင်သိမ်းလိုက်မှာပဲဖြစ်ပါတယ်။သိမ်းပြီးကြတာမှာဗေမျိုးနယ်အစားဗေမျိုးနယ်နဲ့ပြင်ဆင်လိုက်သည်ဗေမျိုးနယ်ကိုပယ်ဖျက်ပြီးဗေမျိုးနယ်ကိုထည့်သွင်းလိုက်သည်ဆိုပြီးစာရွက်တရွက်ရာဘာတုံးထုတ်ပေးလိုက်ရုံသာဖြစ်ပါတယ်။ဒါကြောင့် UEC ရဲ့ထုတ်ပြန်ချက်ဟာစစ်ရေးလက်ွက်တစ်ခုလည်းဖြစ်နိုင်တယ်လို့ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ရှစ်လက်ဆိုတာကလည်းချိန်ွားတာကအခုတစ်မျိုးနောက်တစ်မျိုးချစ်တစ်မျိုး၊꿰ရတစ်မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့စစ်ဘုံကြောင့်များဒီအချက်ကိုစစ်အောင်ရသောအချက်ကြီးထဲမှာထည့်သွင်းထားတာဖြစ်ပါတယ်။ကြောင်းလည်းပြင်လည်းရှိခြင်းဆိုတော့အောက်ကကျွန်တော်တို့လိုဝဲသားတွေဆိုရင်ဘာလို့လို့ဘာကြံရမှန်းကိုမသိဖြစ်ရပါတယ်။တဖက်ရံသူကိုအခြေအနေဆောင်ကြည့်ဖို့မအားပါဘူး။ဘယ်ကြည့် ။စောက်ကြောတင်မတင်ရှိုးရတာနဲ့ကိုအချိန်ကမလောက်ဘူးဖြစ်ပါလေ။လက်ရှိ AR နီယိုတစ်လျှောက်မှာတော့30ပေးနဲ့မန်လေးတစ်လျှောက်စစ်ရရင်တစည်းလုံးထုံးနေပြီးစမားတော့ရွာအနီးဝင်းကျင်လောက်ကမြင်းနောက်ဘက်ကတောင်ရင်နဲ့အိုင်းတိုင်ရွာတွေဘက်ကိုအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ရခိုင်မြို့မှာတော့အာရခတက်ဟာနိုင်ငံရေးနီးရတကွက်ပြန်ပြီးထုတ်ပြလိုက်တာကိုတွေ့ရပါတယ် ဆယ်စုနှစ်တခုကျော်စစ်တမ်းကြောင့်ပိတ်ထားရတဲ့မောင်းတော်ဗီကြီးကိုစေဦးသီးချုပ်ကိုယ်တိုင်အစ္စလမ်ဘာသာဝင်တွေနဲ့တွေ့ဆုံပြီးပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ပါတယ်။ရခိုင်လူတို့ဟာလက်ရှိအချိန်မှာအဖြူမဲနှစ်ခုလုံးရဲ့ဖီအားတံကိုခံနေရခြင်းဖြစ်ပါတယ်။ဘာကုန်းစစ်တပ်ကလည်းအာရခတ်တပ်ပေါ်ဆွဆွဲမှုတချို့ရှိနေပေမဲ့ပြန်လည်ဖြေရှင်းလာတာကိုတော့မတွေ့ရသေးဘူးဖြစ်ပါတယ်။ဘာကုန်းစစ်တပ်နဲ့ကိုရှိတို့ဟာရခိုင်ကလေးကအဆက်ဆက်ရှိခဲ့နိုင်ပါတယ်။ ရှိခဲ့နိုင်တယ်လို့လည်းယူဆရပါတယ်။ဘာလို့လဲဆိုတော့2019ခုနှစ်ကစလို့ချင်းပြည်နယ်တောင်ပိုင်းကလောက်မြောင်ချမ်းကိုတိုက်ခိုက်ရေးတပ်မကြီးတွေအလုံးရင်းနဲ့ဝင်ရောက်လာစဉ်က RF တပ်ရဲ့တပ်မဟာအဆင့်ရှိတဲ့စကတ်ဟာခံကားတောင်ကျောင်းမှတစ်ဆင့်နေသားမှတ်တိုင်80နှစ်အနီးမှာဘာကုန်းနယ်မြေတဲ့သို့ရွှေ့ပြောင်းသွားခဲ့ရပါတယ်။ဒီဖြစ်ပြလူသိအင်မတန်နှဲပါလာပါတယ်။ ျွန်တော်တို့သခိုင်းရဲ့မျက်မြင်တွေ့ရှိချက်တွေကိုပါအထက်ဌာနတွေကလစ်လျူရှုခဲ့ပြီးအိမ်နီးချင်းနိုင်ငံအတွင်းတို့ကြည်ကြရောက်ပောက်ခွဲခြင်းကိုအစစ်စစ်ကြမ်းတ်ကိုကဲပါဆိုတဲ့ညွှန်ကြားချက်တောင်ထုတ်ပြန်လာခဲ့ပါသေးတယ်။သို့သောမင်းတို့မလုံးနဲ့ငါတို့ပဲလုံမယ်ဆိုသလိုပါပဲစစ်စစ်အခွင့်နဲ့မြေပြင်ချိတွေ့မှုတွေမှာအထိနာပြီးဆိုတာနဲ့ try ခမောင်းဝ point 950ခန်းစစ်စခန်းကြီးရဲ့တွေကနေ 120မမ105မမ120မမတွေနဲ့စိတ်တိုင်းကြပြစ်ခတ်ခဲ့တာဖြစ်ပြီးကျွန်တော်တို့စခန်းကကြည်ကြအကဲကြည့်ပေးခဲ့ရတာဖြစ်ပါတယ်။လက်နေကြီးပြစ်ခတ်လို့ထိတဲ့အချိန်နဲ့လွဲတဲ့အချိန်တွေမှာနှစ်ဖက်တပ်တွေအပြန်အလှန်စိတ်ဓာတ်ဆစ်ဆီဘလို့လုံးလေးရှိကြရဲဆိုတဲ့သဘောတဘာဝအကြောင်းတွေကတော့နောင်များမှာပေါ့ဗျာ။ဆက်ရရင် မိုးစိတ်တွေခင်ဗျာမာလဲကဘာပေါ်မှာတော့ဆရာကြီးတော့ဆရာကြီးပါပဲသို့တော့မြန်မာနိုင်ငံနဲ့ပတ်သက်လာရင်တော့နှစ်ဖက်ပလေးတာခံနေရတယ်လို့ပါပဲပြောခဲ့ဘူးပါတယ်အာရဂန်မြန်မာအလောင်းရပြီဆိုရင်စစ်မှုချုပ်များကလည်းမိုးစိတ်ပါသလားမေးကြတယ်လို့မောင်တော်ဘက်မှာဆိုရင်လည်းအကြမ်းဖက်တာဟာမိုးစိတ်အဖွဲ့ကိုလက်နဲ့တတ်ဆင်ပေးခဲ့တာကိုတွေ့ခဲ့ကြရမယ်ထင်ပါတယ်မီးတော့ပဲဆိုသေးကမူရခိုင်မြောက်ပိုင်းမှာလူမျိုးရေးပြိပခဖြစ်မလာအောင် ပုံဖော်လို့မရတော့ ဇခိုင်မျိုးသားဖွဲ့တဲ့ဥက္ကရာရဲ့စွမ်းဆောင်ချက်ကတော့တားရွှေဦးထမ်းလာတာကိုမြင်ရခဲ့လို့ဆိုရမှာဖြစ်ပါတယ်။ကဲအနာဒေတာမှာတော့ဒေတာကန်ကာဝေးတပ်ဖွဲ့တွေရဲ့စီးရေးလှုပ်ရှားမှုတွေဟာတဖြည်းဖြည်းပိုပြီးအချိန်ရလာတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကထဝယ်မျိုးနယ်ရှယ်တော်ဒေတာပကာယီရွာဇကန်းစင်တော်ဘုံကြီးကျောင်းမှာယာယီခြေပြုထားတဲ့အင်အားတရာဝင်းကျင်စီစစ်ကြောင်းကိုဒေတာကန်ကာဝေးတပ်ဖွဲ့တွေကအစီအစဉ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆုခွာတက်ခဲမှုကြောင့်ကြမ်းဖက်တက်မှအထီးကအသေးဆုံးများစွာနဲ့ဆုခွာခဲ့ရတော့လေဒီကြောင့်တက်ခဲမှုအပြည့်အဝပြုလုပ်ခဲ့တာကြောင့်ဒေသခံပြည်သူတွေပါသေချေပြည့်စည်ခဲ့ရပြီးခုံကြီးကိုလည်းထိမှန်ပြည့်စည်ခဲ့ရပါတယ်ရကန်းစင်တော်ကိုတိမ့်ပိုက်ရရှိနိုင်ခဲ့ပြီမဲ့ပကာရီနဲ့နေပြည်စခန်းတွေအတွင်းမှာပြန်လည်စုဖွဲ့ခံစစ်ပြင်နေကြသလိုသဝယ်ဘက်ကနေလည်းစစ်ကူစစ်ကြောင်းတွေထပ်မံပို့ဆောင်နေတာဖြစ်တဲ့အတွက်စီရေးတင်းမာနေတဲ့တာဖြစ်ပါတယ် အခြေတော်ဒေသမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်မမွန်ရှောင်းဝါနဲ့ဒေသခံတွေစစ်ဘေးရှောင်နေရတာရက်ရှည်လာပြီဖြစ်ပါတယ်။စီရရာတဖြည်းဖြည်းအေးနိုင်လာတဲ့အချမ်းမက်တဟာဒဝဲတကြောကိုလေကြောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုလာခဲ့တာကြောင့်ချေးရွာဒရာစင်ဝင်းကျင်ခြိကြိုက်ခဲ့ရပြီးဝေဒီချေးရွာမှာတော့တေဆုံးမှုတွေရှိခဲ့ပါတယ်။ဒီဝါကျမော်ဒီတာနောက်တော်မိုင်းတိုင်းစစ်ထာနာချုပ် ပဒိရှိမြင်းနေခြေသားအမတ်6စစ်ခြေကန်၄ခြေတက်ကနေအပတ်စဉ်14ကြောင်းစဉ်တက်သားတွေတည်ခဲကအင်အားတရာဝင်းကျင်ကန်ကိုဇန်နိုင်းစစ်တနာကျောင်းအမတ်1တဲကိုစကန်အုံကျင်းမှာခိတ္တဆုပ်ဖွဲ့ထားရှိပါတယ်ဇမန်လေးကတော့တိလဝါတင်မောခြင်းဘက်ကိုထမ်းမှန်ပို့ဆောင်ထားပြီးတဝဲမြေကျိုးစုတွေဘက်ကိုအင်အားပြည့်ပို့ဆောင်မှုအင်အားပြည့်ပို့ဆောင်မှုလို့သိရှိရပါတယ်စိတ်ကမ်းမှာထွက်ခွာမဲ့ရဟာခမန်းစက်တင်ဘာလ22ရက်နေ့လို့ထမ်းမှန်သိရှိရပါတယ် ခွဲဝေရအကြောင်းစင်တာသားတွေကိုလုံလုံရေးအထူးတင်ကြထားပြီးမိသားစုနဲ့ဆက်သွယ်ခွင့်ပေးမထားဘူးဆိုတာကိုလည်းအတည်ပြုလို့ရပြီဖြစ်ပါတယ်စကိုင်းတိုင်းတွင်မှာတော့ကျန်းဖက်တာဟာစိတ်ရွေးမှုတွေဇက်တိုက်ကျူးလွန်နေတာကိုတွေ့ရပါတယ်။ယခုလာစားပိုင်းမှာစင်ကူးတပိတ်ချင်းနယ်မြေရွှေမော်ကနေပြန်လာတဲ့ဒေသခံခုနှစ်ဦးကိုအကျန်းဖက်တပ်ဖွဲ့ဝင်တွေကစစ်ဆေးဖမ်းပြီးကအရှင်လက်လက်တရားခွင်းဆွမိရှုတပ်ဖြတ်ခဲ့တာရှိပါတယ်။ ရှင်းကုန်းနယ်ဘက်မှာလုပ်ငန်းအဆင်မပြေလို့ရွှေဘုံကနေတစ်ဆင့်နေရဒေသကိုဆိုင်ငယ်နဲ့ပြန်လည်ထွက်ခွာလာကြတယ်ရွှေဘုံမြေကြီးလားပြည်တော်စုလမ်းမကြီးရေကြီးဦးနဲ့ဘူကုံကြားမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်ဘူဘုံကြားကိုခေါ်ဆောင်သွားပြီးအစာမကြွေးပဲလေးရကျော်ဖမ်းဆီးနှိပ်စက်ပြီးမှတာယာခွင်းဆွပြီးမိရှုတပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်၎င်းခုနှစ်ယောက်ထဲက15နှစ်သားလူရွယ်တယောက်ကံကောင်းထောက်မှဆိုတာလွတ်မြောက်လာခဲ့တဲ့အတွက်ချီရမန်ကိုသိရခြင်းဖြစ်ပါတယ် ။တခိုင်တိုင်းတစ်ပိုင်းမမောက်မြို့သိမ်းတိုက်ပွဲကြီးကတော့စတင်လာပြီဖြစ်ပါတယ်။ကချင်ပြည်နယ်နဲ့နယ်နိမိတ်ချင်းကပ်လျက်ဖြစ်ပြီးဘေးနားကအင်းတော်မြို့နယ်ဟာလည်းကာကွယ်ရေးတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီးရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးဆိုတာအရှုံးပေးထားတာကိုလည်းတွေ့ရပါတယ်။ဗမောက်နယ်အင်းတော်လမ်းမကြီးကိုဒေသခံပူပေါင်းတပ်တွေအသုံးမပြုကြဘဲကျင်ညာပြီးမှတိုက်စစ်ဆင်လာတာဖြစ်ပါတယ်။ ။စကြခြင်းမှာပဲမြို့ဝင်စစ်စေးရေးဂိတ်စခန်းတွေကိုကာကွယ်ရေးတပ်တွေကထိန်းချုပ်နိုင်လိုက်တဲ့အခြေအနေဖြစ်ပေမဲ့အချမ်းမဲ့စစ်တပ်ကဒေသခံတွေကိုမြို့ပြင်ဘက်သို့ထွက်ခွာခွင့်မပြုလာကြောင်းမြို့ကန်၈000ကျော်ပြိမိနေကြပြီဖြစ်ပါတယ်။ကမောင်မျိုးဟာရှာကလူမျိုးနယ်စုတွေအများဆုံးနေထိုင်ကြတာဖြစ်ပြီးနေပြည်တော်တိုင်းရင်းဌာနချုပ်လည်းရှိမနေတာကြောင့်အင်အားသာအလုံးရင်းတုံးနိုင်မယ်ဆိုရင်တိုက်စစ်ဆင်မဲ့ဘက်ကအရေးတာနိုင်ပွဲရှိပါတယ်။ ရွှေလင်းတွေရှိတယ်နမ်ချီမော်ပဲအထိရောက်ခဲ့ဘူးပြီမဲ့စလုံးတော်ဖရာကိုဖူးမယ်လို့အချိန်ကြီးစီစဉ်ခဲ့လိုက်တိုင်းလွဲကြော်ခဲ့ရပြီးရောက်ရှိခဲ့ခြင်းမရှိခဲ့တဲ့ဒေတာလေးဖြစ်ပါတယ်။အင်းတော်ကိုနမ်ပိတ်ထားတဲ့အတွက်အကြမ်းဖက်တိုက်ရဲ့မြေပြင်ဆက်သွယ်မှုလမ်းကြောင်းဟာကြောင်လေလမ်းပိုင်းသာရှိပါတော့တယ်။ကြောင်လေပင်ကားတဝိုက်ကိုပါဒေတာကံပူပေါင်းတပ်တွေပိတ်ဆို့ခဲ့ပြီးသားဆိုပါလေအနည်းအမြန်သာစောင့်ကြည့်ရုံသာဖြစ်ပါတယ်။မြောက်ပိုင်း ဂရုတပ်ဖွဲ့တွေရဲ့အိမ်ပြန်လို့ဆိုတဲ့အတွက်ဗမောက်တိုက်ပွဲဟာအပြည့်အများထွက်လာနိုင်ပွဲရှိပေမဲ့ရှုံမဲမဲလေးရှိတဲ့အကြမ်းဖက်တိုက်ရဲ့နိဗျူဟာအရမြို့ကတော့စီစီညံ့ညံ့ကျေသွားနိုင်ပွဲရှိပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလည်းဆုံးနားတောင်ပေးတဲ့အတွက်ကျေးဇူးများကြီးပြင်ပါတယ်အောင်ပွဲတွေကလည်းဆက်တိုက်ဆက်တိုက်လာအောင်မှာဖြစ်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်